အလေးချိန် short ချရတဲ့သူအများစုအစီချရတဲ့သူအများစုအချိန်အများကြီးတော့မပေးနိုင်ဘူးတိုင်းတာတစ်ခုတည်းတော့အချိန်ပေးမယ်10ပေါင်လောက်ကြာနေတယ်ဒါဆိုရင်မိတ်ဆွေတို့45ရက်တော့အချိန်ပေးဒီ10ပေါင်လောက်ကိုကြာသွားဖို့ကျွန်တော်အတိအကျညီလန်ပေးမယ်ဒီဗီဒီယိုကြည့်လို့ပေါက်လို့ပဲစားပေါက်ပန်းစည်းတွေပြောတယ်လို့ထင်ဘလော့ပါလဲနောက်ခါကျွန်တော်ဗီဒီယိုမကြည့်နဲ့အဲ့လောက်ထိကျွန်တော်အာမခံပြီးတော့ဒီအကြောင်းအရာကို sharing လုပ်ပေးမယ်ပထမအတော့ဒီ research အရာကျွန်တော်တို့ရက်သက်တစ်ပတ်တစ်ပတ်မှာ9ရက်မှာပေါ့နော်အနည်းဆုံးကိုယ်လေးချိန်က3.5ကနေတစ်ပေါင်နှုံထားလောက်ကျွန်တော်တို့ကြာနိုင်ဒါပေမဲ့ ချင်းချက်အနေနဲ့ဒီ research မှာကတိတိကျကျဖတ်ကြည့်တဲ့အခါဒါက professional အားကစားသမားတွေအတွက်တေချာ research လုပ်ထားတာသူတို့ research လုပ်ထားတာပေါ့နော်ဆိုတော့ဟုတ်ပြီမိတ်ဆွေတို့ကသူများတွေလိုလည်းအချိန်အများကြီးမပေးနိုင်ဘူးပေးတဲ့အချိန်ကာလအတိုင်းတာတစ်ခု45ရက်ရက်သက်တစ်ပတ်နဲ့ဆိုရင်တော့6ပတ်ပေါ့အဲ့ဒီမှာနည်းနည်းလေးတိတိကျကျလေး10ပေါင်လောက်ကြာကျင်နေဆိုရင်တော့မိတ်ဆွေတို့အားကစားသမားတစ်ယောက်လို့ mindset ကိုအသွင်းထားရမယ်တိတိကျကျပြက်ပြက်တတ်တာတော့လိုက်လို့ရမယ်ဒါဆိုရင်ကျွန်တော်တို့တိကျတဲ့ goal တစ်ခုကိုတတ်မှတ်မယ်တစ်ပတ်မှာကျွန်တော်တို့ total body weight က1%ကိုကျွန်တော်တို့ချမယ် ဒါဆိုရင် 6week ဆိုတော့6ပတ်ဆိုတော့6%လက်ရှိ body weight ကနည်းနည်းလေးအစီများနေတယ်ပေါင်180လောက်ဖြစ်နေတယ်ဆိုကြပါစို့180ကိုကျွန်တော်တို့6နဲ့မြှောက်မယ်ဆိုရင်10.8ရတယ်အနည်းဆုံးယူမယ်ဆို7ပေါ့ဒါပေမဲ့ရော့တင်းလေးထားလိုက်မယ်10ပေါင်လို့ပဲထားလိုက်ဒါဆိုကျွန်တော်တို့တွေ ရက်တစ်ပတ်6ပတ်မှာ10ပေါင်လောက်ချဖို့ကျွန်တော်တို့သွားကြမယ်။ reality မှာကျတော့ကျွန်တော်တို့တစ်ပတ်ကိုကိုလေးချင်းရဲ့အိရာခိုင်နှောင်းလောက်ကျွန်တော်တို့ကြအောင်သွားကြမယ်။အဲ့လိုပုံစံလေးသွားမယ်။ဒါပေမဲ့ပုံပွင့်လင်းလင်းပြောရရင်ဒီကျသွားတဲ့10ပေါင်လုံးဒီကျွန်တော်တို့ရွန်ရှာဆက်ဆုပ်တဲ့အစီးပဲတည်တံ့ဖြစ်သွားတာတော့မဟုတ်ဘူး။ကျသွားတဲ့ကိုလေးချင်းနဲ့အစီမဟုတ်ဘူးဆိုတာနားလည်ထားဖို့လိုတယ်။ဒီ research မှာဆိုရင်ကျွန်တော်တို့85ရာခိုင်နှောင်းကအစီအနေကျသွားတာဖြစ်ပြီးတော့25ရာခိုင်နှောင်းက glycogen နဲ့ရေခွေးတွေဖြစ်နိုင်တယ်။ဒါပေမဲ့ ကိုကပေါက်ကရ training တွေလုပ်မယ်မဟုတ်တဲ့ diet ပုံစံတွေလုပ်မယ်ဆိုရင်တော့ muscle loss တွေဖြစ်ပြီးတော့အရေပြားတွေပြော့တွဲမယ်နှစ်ဆပြန်သွားတဲ့ပုံစံတွေဖြစ်နိုင်တယ်ဒါပေမဲ့နီးစနစ်ကချမယ်ဆိုရင်တော့မှခုနပြောတဲ့75%လောက်ကတော့ fat တွေကကျသွားတာဖြစ်ပြီးတော့25%ကဒီ water weight တွေနဲ့ glycogen တွေဖြစ်နိုင်တယ်ဒါဆိုရင်ကျွန်တော်တို့နံပါတ်1 calorie deficit ကိုစကြည့်လိုက်အောင်ကျွန်တော်တို့ target တစ်ခုသတ်မှတ်ပြီးပြီဒါဆိုရင်ပထမဦးဆုံးလုပ်ရမှာက ထုံးစံတိုင်းဓာပြောင်းဟောင်းကြီး calorie deficit calorie short စာရမယ်ဘလောက်စာရမလဲဆိုရင်ကျွန်တော်အရင်တော့ကတော့ဒီ theory လေးကိုအလွယ်တန်းလေးကိုမျှဝေပြီးသားဖြစ်တယ်ကျွန်တော်တို့လက်ရှိက190လောက်ဖြစ်နေတယ်ဆိုချက်ပါစို့ ကဲ180တွားမယ် target body weight က180 target body weight ကို17ဒါမှမဟုတ်17နဲ့မြှောက်လိုက်ဒါဆိုမဲဆွေစားရမယ် calorie ပမာဏဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့က6 week 6ဘက်ပဲအချိန်ရတယ်ရအားဖြင့်ဆိုရင်တော့45ရက်ပဲအသက်မှတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းလေး short လိုက်30နဲ့မြှောက်လိုက်ပဲ1100 calorie အေး1100 calorie စားလို့တပတ်တပတ်ကိုကျွန်တော်တို့ကတေးချချိန်ကြီးရှေ့မှာပြောသလို total body weight က1%လောက်တော့ ကြကိုကြနေရမယ်အဲ့ဒါမကြဘူးဆိုရင်တော့ဒါ calorie deficit မဖြစ်ဘူးလို့ယူဆလို့ရတယ်အဲ့တော့ adjustment နဲ့ပြန်လုပ်ဖို့လို့မယ်ဒါလေးကလည်းအလွယ်တန်းလေးဖြစ်တယ်နော်အသေးစိတ်20တွေကျွန်တော်ဗီဒီယိုပေါင်းများစွာမှာအသေးစိတ်မျှဝေပြီးသားဖြစ်တယ်အဲ့ဒါလေးကတလောက်လွယ်နေလားဆိုတာမဟုတ်ဘူးအတွေ့ live လုပ်လို့လွယ်အောင်ဒါသဘောတရားတစ်ခုကိုအလွယ်ဆုံးကျွန်တော်မျှဝေပြီးသားဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့တနေ့ calorie ဘယ်လောက်စားရမလဲဆိုတာသိပြီအဓိကစားရမယ့်အစားအစု၃စုကဘာတွေလဲသူတို့အတိအကျဘယ်လောက်စားရမလဲဆိုတာကိုဇက်ကြည့်လိုက်အောင်ကျွန်တော်တို့တနေ့ calorie ဘယ်လောက်စားရမလဲဆိုတာသိပြီအဓိကစားရမယ့်အစားအစုကဘာတွေလဲဆိုရင်စီ ီတက်အသားဓာတ်အဆီပထမဆုံးဦးစားပေးပြီးစားစေချင်တာကတော့ protein ဆိုတဲ့အသားဓာတ်ကိုဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ diet လုပ်တဲ့အခါ calorie short စားတယ်၊ fat စားတယ်။အဲ့တော့ပြဿနာတက်တယ်။အဲ့တော့ fat မစားအောင်အစာခံအောင် protein ကိုတိုးစားတာဖြစ်တယ်။နောက်တစ်ခုကဘသူမှပေါင်ကျင်ဆက်ပေါ်ကဝေးကြောင်တက်တက်ဖြစ်ချင်တာမဟုတ်။ခန္ဓာကိုယ်ချစ်ချစ်လစ်လစ်တင်းတင်းရင်းရင်းနဲ့အဆီကျခြင်းနဲ့ကြွသားတွေမပါသွားစေချင်ဘူး။နောက်ပြီးတော့ဒီကောင် atomic effect of food မြင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါ100 calorie လောက်စားရဲဆိုရင်30လောက်ကိုသူကပြန်ပြီးတော့ ခြေဖြတ်ဆုပ်ယူဖို့အသုံးပြုရတာဆိုတော့ကယ်လိုရီလောင်ကျွမ်းမှုပါလေညားတယ်အဲ့တော့ဘယ်လောက်စားရမလဲကျွန်တော်တို့ရဲ့ target body weight ရဲ့၃ညဒသမ8 gram ကိုစားရမှာဖြစ်တယ်ဒါက protein နောက်တစ်ခုက fat fat မှာမှာဗျာကျွန်တော်တို့ကဒီ unsaturated fat မပြည့်ဝစီ saturated fat ပြည့်ဝစီ trans fat အသွင်ပြောင်းစီဆိုပြီးတော့၃မျိုးရှိတယ် unsaturated fat ကိုဦးစားပေးပြီးစားမယ် saturated fat ကိုနည်းနည်းစားမယ် trans fat ကိုတော့တတ်နိုင်သလောက်ရှောင်ရှားမယ် အဲဒါဒီပါလဲဆိုတော့ကျွန်တော်တို့ဒါအင်တာနက်မှာရိုက်လိုက်လို့ရတယ်။အဓိကကတော့ဘလောက်စားသင့်လဲဆိုတာကတော့ကျွန်တော်တို့တစ်နေ့တာစားရမယ့်ကယ်လိုရီက25ရာခိုင်နှုန်းကိုပဲ fat ကိုစားစေခြင်းနဲ့။နောက်ဘာကြောင့်စားစေခြင်းလဲဆိုတော့တော်တော်များများအစီချဖို့အစီစားဖို့ကြောက်ကြတယ်။အဲ့တော့ ဒီ research မှာဆိုရင်ကျွန်တော်အစီအိုအရန် short စားတဲ့အခါမျိုးကြာရင်တဲ့ကျွန်တော်တို့အထူးသဖြင့်ယောက်ျားဟောင်းမောပေါ့နော် testosterone တွေကျတတ်တယ်။အယောက်ျားတယောက် testosterone ကျတယ်ဆိုရင်ဒါအခြေအနေကမကောင်းဘူးနော်။ဒါသိပါတယ်မျိုးသားတွေ။အဲဒီလိုပဲ testosterone မှမဟုတ်ဘူးကျွန်တော်တို့ hormone တွေပုံမှန်လဲပတ်ထုတ်လုပ်နေဖို့အတွက်အောင်းတဲ့အစီအိုလိုအပ်တယ်ခင်ဗျ။ကျွန်တော်တို့လိုအပ်တဲ့ပို short စားရဲဆိုတော့ပြဿနာတွေကတက်ကုန်။နောက်တစ်ခုကအစိမ်းလိုက်ပြောင်းဝင်သော vitamin တွေဖြစ်တဲ့ vitamin A, vitamin D, vitamin E, vitamin K ဒါတွေကိုစုပ်ယူဖို့လေအဆင်မပြေတော့ဘူး။အဲ့တော့တိုင်းနေပတ်ကုန်။ အားစီတွေတောက်ပြီးတော့ဒါတွေမဆုပ်ယူနိုင်ဘူးဖြစ်ကုန်အဲ့တော့ fat ကိုလည်းစားတင်တယ်ဒါဆိုရင် carbohydrate ကိုဘယ်လောက်စားရမလဲဆိုရင်ရှေ့အားနှစ်ခုရဲ့လက်ကျန်ကို carbohydrate ကိုကျွန်တော်တို့စားလိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်စိတ်မပူနဲ့အတိအကျအသေးစိတ်လေးကျွန်တော်ခန်းန်းလေးတွေနဲ့တွက်ပြမယ်ရှေ့မှာတွက်ထားတဲ့အတိုင်း calorie 1800ကိုမူတည်ပြီးတော့ protein ဘယ်လောက်စားရမလဲ fat ဘယ်လောက်စားရမလဲ carb ဘယ်လောက်စားရမလဲဆိုတော့ကျွန်တော်အသေးစိတ်ခွဲခြမ်းစစ်ပြပြပေးမယ်ဒါဆိုရင်ကျွန်တော်တို့စားလို့ရတဲ့ calorie ကစုစုပေါင်း1800 calorie ပထမဦးစားပေး protein ကိုဘယ်လောက်စားရမလဲဆိုရင်အခု target body weight က ပေါင်180 180ကိုကျွန်တော်တို့3.8နဲ့ညှောက်မယ်ဆိုရင်126ဂရမ်ရတယ်ပရိုတင်း126ဂရမ်တော့ကျပ်သား126ဂရမ်မဟုတ်ဘူးဒါလေးသတိပြုပါအဲ့တော့ကယ်လိုရီအပြင်ဘယ်လောက်လဲဆိုရင်1ဂရမ်မှာ4ကယ်လိုရီရှိတဲ့အတွက်126ကို4နဲ့ညှောက်904ကယ်လိုရီပရိုတင်းကို126ဂရမ်စားလို့ရတယ်ကယ်လိုရီအပြင်904ကယ်လိုရီစားလို့ရတယ်ဒါဆိုရင်ပရိုတင်းကိစ္စရှင်းပြီ fat ဖက်ကိုကြတော့စုစုပေါင်းကယ်လိုရီကဲ25ရာခိုင်နှုန်းကိုစားလို့ရတာဖြစ်တယ်။အဲ့တော့1800ကို25ရာခိုင်နှုန်းနဲ့မြောက်မယ်ဆိုရင်450ကယ်လိုရီရတယ်။ကယ်လိုရီအပြင်450ဒါဆိုရင်ဂရမ်အပြင်ဆိုရင်ရောဆိုရင်1ဂရမ်မှာ9ကယ်လိုရီရှိတာဖြစ်တဲ့အတွက်ကိုးနဲ့စားရင်50ဂရမ်ဖက်ကိုဘယ်လောက်စားလို့ရလဲဆိုရင်ဂရမ်အပြည့်ဆိုရင်50ဂရမ်စားလို့ရတယ်ကယ်လိုရီအပြည့်ဆိုရင်450ကယ်လိုရီစားလို့ရတယ်အဲဆိုရင် ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ဂစီတက်ဒါကတော့အထက်မှာပြောသလို လက်ကြံကိုကာဘွန်ဟိုက်ဒရိတ်စားလို့ရတယ်လက်ကြံဦးတည်ဖို့အတွက်ဆိုရင်ကျွန်တော်တို့900လေးနဲ့450ကိုပေါင်းလိုက်954ကယ်လိုရီရတယ်စုစုပေါင်းစားရမယ့်ကယ်လိုရီဒီ1800ဖြစ်တယ်1800တဲ့က954ကိုနှုတ်တော့846ကယ်လိုရီရတယ်ကာဘွန်ဟိုက်ဒရိတ်ကို846ကယ်လိုရီစားလို့ရတယ်ဂရမ်အဖြစ်တွက်မယ်ဆိုရင်အနည်းဆက်ဆုံးတွက်လို့ရအောင်ဒီလိုလုပ်လိုက်တယ်ကျွန်တော်ကတော့846အစား840လို့ယူလိုက်တယ်ကာဘွန်ဟိုက်ဒရိတ်ဒီလေပရိုတင်းနဲ့အတူတူပဲ1ဂရမ်မှာ4ကယ်လိုရီပဲရှိတဲ့အတွက်ကြောင့် လေးနဲ့ကျွန်တော်တို့ကစားလိုက်တယ်ဂရမ်အဖြစ်ဆိုရင်တော့230ဂရမ်140ကယ်လိုရီစားလို့ရတယ်230ဂရမ်စားလို့ရတယ်ကာဗွန်ဟိုက်ဒရိတ်ကိုဒါဆိုရင်ပြန်ပြီးတော့အချင်းချင်းပြီးပြောရမယ်ဆိုရင်ပရိုတင်းကိုကျွန်တော်တို့126ဂရမ်စားလို့ရတယ်ကယ်လိုရီအဖြစ်904ကယ်လိုရီစားလို့ရတယ်ဒုတိယဦးစားပေး ဖက်ကို gram အဖြစ်90 gram စားလို့ရတယ်။ကယ်လိုရီအဖြစ်450ကယ်လိုရီစားလို့ရတယ်။ကာဗွန်ဟိုက်ဒရိတ်ကိုကြတော့210 gram စားလို့ရတယ်။ကယ်လိုရီအဖြစ်840ကယ်လိုရီစားလို့ရတယ်။ဒါဆိုရင်ကျွန်တော်တို့တစ်နေ့တာစားရမယ်စုစုပေါင်းကယ်လိုရီပမာဏကိုလည်းသိပြီး အဓိကစားရမယ့်အစားအစု၃စုကဘာလဲဆိုတာသိပြီဘာကြောင့်စားရမလဲဆိုတာလည်းသိပြီဘလောက်စားရမလဲဆိုတာလည်းသိပြီတို့တော့ဒါတွေတိတိကျကျသိဖို့အတွက်ကျွန်တော်တို့ကလက်မှန်းချိန်မှန်းနေနဲ့စားလို့မရဘူးယခုပုံမှာဖော်ပြထားတဲ့ grand chain set လေးလိုတယ်နောက်ပြီးတော့ဒီ application လေးတုံးလို့ရတယ်ကိုအဆင်ပြေတဲ့ application တုံးဒါနမူနာလေးပြလိုက်တာအဲ့တော့အဲ့လိုမျိုးလေး grand လေးချိန်ပြီး application လေးနဲ့စားမှသာလေတိကျတဲ့အဖြစ်တခုကိုရမှာဖြစ်တယ်လက်မှန်းကြီးနဲ့စားပြီးတော့နော်အမှ45ရက်အတွင်းကျွန်တော်တို့က10ပေါင်ကြခြင်းလို့ပါလို့အဲ့လိုမျိုး pocket ကနေလှုပ်လို့မရဘူး အဲ့အရာလေးကိုတော့ကျွန်တော်ဒါအရင်ဗီဒီယိုတွေမှာရှင်းပြပြသားရှိတယ်ဒါသေချာလေးထပ်မှာလိုအပ်တဲ့အချက်လေးအဲဆိုရင်နောက်တစ်ခုကလေ့ကျင့်ခန်းကိုဆက်ကြည့်လိုက်အောင် Okay လေ့ကျင့်ခန်းနဲ့ပတ်သက်လို့မိတ်ဆွေတို့အားလုံးသိပြီသား Resistance Training အလေးဝင်သုံးလေ့ကျင့်ခန်းတွေလုပ်လို့ရတယ်ဘယ်လိုပြောရင်ဂျင်မာသွားတယ်အိမ်မှာအလေးတွေနဲ့ကစားတယ်ဒါမှမဟုတ် body weight လေးတွေနဲ့ကစားတယ်ဒီလိုမျိုးမဖြစ်မနေလုပ်ကိုလုပ်တင်တယ်ဒါနဲ့မိတ်ဆွေတို့ကဂျင်သွားဖို့အကြောင်းကြောင်းကြောင့်အချိန်မရှိဘူးအခက်ခဲဖြစ်တယ်မသွားခြင်းဘူးလက်ရှိခန္ဓာကိုယ်ကိုတိတ်ပြီးစိတ်တိုင်းမကြသေးလို့ကိုယ့်အိမ်မှာ တေချာလေးလေ့ကျင့်ခန်းလုပ်ချင်တယ်ဒါပေမဲ့ဂရီဂရားများလို့အလေးတွေလည်းဝယ်ဖို့အခက်ခဲရှိတယ်မဝယ်ထားဘူးကိုယ့်ရဲ့ body weight လေးနဲ့လုပ်ချင်တယ်လုပ်တဲ့အခါမှာလည်းရန်တမ်းမှန်တမ်းပြီးတော့ဟိုတွေ့ကြခုံပေါက်ရှူရှဲလေ့ကျင့်ခန်းနေမလုပ်ချင်ဘူးဖြည်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 းချင်းထိထိရောက်နေလုံးဝလုံးတလောက်ထိရောက်တဲ့လေ့ကျင့်ခန်းမျိုးလိုချင်တယ်တရက်ကိုအချိန်ယူနာယူက45မိနစ်လောက်ပဲပေးချင်တယ်အများကြီးအချိန်မပေးချင်အာစားတော့နဲ့ပတ်သက်လို့ရှေ့မှာကျွန်တော်ရှင်းပြထားတာအတိအကျဘယ်လောက်စားမလဲဆိုတာသိတယ်ဒါပေမဲ့စားတာမှန်သလားမှားသလား အသေးစိတ်ဘယ်လိုမျိုးတွက်ပြီးတော့စားရမလဲဆိုတာအသေးစိတ်သိချင်တယ်ဆိုရင်တော့အခုလာမယ့်ဆယ်ရက်နေ့မှာဖွင့်မယ်အိမ်မှာနေရင်အစီချမယ်ဆိုတဲ့တင်တန်းလေးရှိတယ်45ရက်အတွင်းခန္ဓာကိုယ်တေချာလေး အခြေခံတစ်ခုရရှိပြီးတော့ကျမ်းမာကျစ်လေးဖစ်ဖြစ်တဲ့ပုံစံလေးကိုသွားမှာဖြစ်တယ်45ရက်အတွင်းလုံးဝလူသစ်တယောက်လိုပြောင်းလဲပေးမယ်ခြင်းထဲမဲ့ပုံစံမျိုးမဟုတ်ဘူးစီကန်တကြစနစ်တကြနဲ့သွားမဲ့ပုံစံဖြစ်တယ်အစားအသောက်လေးတွေကိုလည်းကျွန်တော်ကပြန်လဲစစ်ဆေးပေးတဲ့ပုံစံသွားမယ်လေ့ကျင့်ခန်းကိုလည်းဖြ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 ည်းချင်းဆွဲခေါ်သွားမယ်ပုံစံသွားမယ်ချိုးခွင့်ရဲ့အနေနဲ့ကျွန်တော်နဲ့အပတ်စဉ်ကျွန်တော်ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံ plan တွေကိုပြောင်းလဲပေးလာတဲ့အတွေ့အကြုံတွေနဲ့ရရှိလာတဲ့အစီအနှစ်တွေကိုမိတ်ဆွေတို့အမေးအဖြေလောက်ခွင့်ရမယ်ပုံမှန်လေးနဲ့တိုင်တိုင်မြင်မြင်ဆွေးနွေးလို့ရမယ်အစားအသောက်တွေ နဲ့ပတ်သက်လို့ဘာကြောင့်ဘာတွေစားသင့်လဲဆိုတာတွေကိုလည်းဖြည်းဖြည်းဖြည်းချင်းဇွန်မိတ်တွေမှာအမေးပြပုံစံနဲ့တွားမှာဖြစ်တယ်။အဲ့ဒါလေးကတော့အထူးခွင့်ရမယ်ဖြစ်တယ်။တင်တဲ့ကြတော့နှစ်သိန်းကြကြသင့်မယ်။နောက်လ10ရက်နေ့မှာကျွန်တော်တို့စမှာဖြစ်မယ်။တင်တဲ့အကြောင်းကအသေးစိတ်သိချင်တယ်ဆိုရင်တော့အိမ်မှာနေအစီချမယ်ဆိုရင်စာတစ်ကြောင်းပဲ Messenger ကိုပြပို့လိုက်ပါ။ Admin တွေကနေ message ကိုအသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးပါလိမ့်မယ်။ လူကြီးကန့်တတ်ထားတဲ့အတွက်အခုပဲစာရင်းပေးဖို့တော့လိုအပ်ပါတယ် resistance training ကျွန်တော်ရှေ့မှာဗီဒီယိုပေါင်းများစွာမှာဒီ resistance training မဖြစ်မနေဘာကြောင့်လုံးတင်လဲဆိုတဲ့အကြောင်းအများကြီးပြောခဲ့ပူတယ် load ရှင်းလင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဝိတ်ကြရုံတက်တက်တော့ဖြစ်နေတာမဟုတ်ဘူးလေမိတ်ဆွေတို့လိုချင်ကြရတယ် tone lean ခန္ဓာကိုယ်ချစ်ချစ်လေးလေးတင်းတင်းရင်ဖြစ်ဖို့လိုတယ်ဖြစ်ချင်ကြတယ်အဲ့အတွက်ကြောင့်မဖြစ်မနေကြွက်သားတိဆောက်ဖို့လိုတယ်ဒီကြွက်သားကိုတိချာမတိဆောက်ဖဲနဲ့ ကယ်လိုရီလောင်ကျွမ်းစိမ်မယ်လေ့ကျင့်ခန်းပါ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 တွေလှုပ်လိုက်မယ်အစားအသောက်တွေပဲရှော့လိုက်မယ်ဆိုရင်တော့ဒိုင်းတိုင်းတိုင်းဆိုကြပါမယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကရော်ရဲပြော့တွဲပြီးတော့အသားရည်တွေတွဲနေရမျိုးအာရင်ပင်မနှုံးချိနေရမျိုးတွေဖြစ်နေမယ်ကြော်သားတိဆောက်ဖို့လိုတယ်အဲတချို့ကလည်းကြော်သားတိဆောက်တယ်ဂျင်သွားတယ်အလေးရည်နဲ့ကစားတယ်ဒါမှမဟုတ်အလေးရည်နဲ့အိမ်မှာဖြစ်ဖြစ်ကစားတယ်အဲ့မှာပြဿနာတစ်ခုတက်တာအလေးပုတ်ပုတ်အချိန်များများလေးကစားကြတယ်ကြော်သားလေးတွေရောင်ရမ်းလာတာကြော်သားလေးတွေတင်းလာတာကိုဖီတက်နေတယ်တကယ်တော့မာဆယ်တိဆောက်ဖို့အဲ့လောက်ကအထောက်ကူမပြူခမရဒါအောင်နားလေထားဖို့လိုတယ် ီနေရာမှာအလေးပေါက်ပေါက်အချိန်များများကစားတာကအစီပိုချဖို့လေအထောက်အကူမပြုဒီ research မှာဆိုရင်ကျွန်တော်အုပ်စုနှစ်စုခွဲလိုက်တာပေါ့နော်ပထမအုပ်စုကကျွန်တော်တို့က9ချိန်ရနေ10ချိန်ကစားရတယ်ဒုတိယအုပ်စုကကျွန်တော်တို့က15ချိန်ရနေ16ချိန်ကစားရတယ်ဒါပေမဲ့နောက်အုပ်စုနှစ်စုလုံးကဟိုအစီချာနှုန်းကအတူတူပဲဖြစ်နေတယ် calorie deficit လောက်ထားတဲ့ကအဲ့တော့အစီချာဖို့လည်းဘာမှပို့ပြီးအထောက်အကူပြုတာမဟုတ်ဘူးတစ်ဖက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်ကြော်သားတည်ဆောက်ဖို့အတွက်ဆိုရင် ဒီ9ချိန်10ချိန်လောက်ကြားထဲမှာကစားတာကပို့ပြီးတော့အထောက်ကူပြုတ်တယ်ကျွန်တော်တိ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 လေးလေးကိုကစားနေမယ်ဆိုရင်မော်တာယူနစ်အလုတ်လုတ်ပုံလေးဒါရှေ့မှာအများကြီးကျွန်တော်ပြောထားပြီဘလို့မှဒီဟာလေးကအဆင်ပြေနေမှာမဟုတ်ဘူးဟုတ်တယ် failure နားထိရအောင်ကစားတယ်ဆိုပေမဲ့မိတ်ဆွေတို့ဥမာ15ချိန်အချိန်20လောက်ကစားတယ်3 5ချိန်လောက်ပဲမိတ်ဆွေတို့အတွက်အကျိုးရှိရဲ့ reps လေးကိုရလိုက်မှာအလကားပင်မဲ့ lactic acid တွေထွက်စစ်စစ်ကိုက် muscle endurance ကောင်းလာတဲ့စကားကိုကပ်ပြောဖို့တော့ရှိတယ်ဒါမဲ့ချစ်ချစ်လေးလေးတင်းတင်းရင်းရင်းဖြစ်ဖို့ muscle အဆိုင်ခဲတစ်ခုတိစောက်ဖို့ဆိုတာဝေး တော့မှန်းချက်နဲ့နှောင့်တက်မကြိုက်တာဖြစ်မယ်ကိုဘာလိုချင်လဲကိုတိဖို့လိုတယ်စီကြွားတယ်ဥမာမင်းကလေးဆိုဒီမှာလက်မောင်းလေးအစီရင်များတယ်အစားလျှော့လိုက်တယ်ကြွားတယ်ကြွက်သားတွေကကြွားဝင်ဘာထုလဲလက်မောင်းကပြက်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 လက်မောင်းလေးတော့တွယ်သွားတယ်လက်မောင်းကပြက်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 ဖြစ်တယ်လက်မောင်းလေးချစ်ချစ်လေးလေးတင်းတင်းရင်လင်းထုံအဲ့လိုမျိုးဖြစ်ဖို့အတွက်ကြောင့်ကြွက်သားတိစားဖို့လိုရတယ်ကြွက်သားတိစားဖို့အတွက်၅ချိန်ကနေ၈ချိန်ကြားလောက်အလေးကို failure close to failure လောက်စစပပိုင် intensity လေးနဲ့မမယ်ဆိုရင်အဆင်ပြေမနိုင်ဝင်ထမ်းပြီးတော့ URE ရေလောက်ခိုင်းတာတော့မဟုတ်ဘူးအဲဒါလေးတော့ ကွက်ကွက်ပြပြခွဲခြားနားလည်ဖို့လိုတယ်။ဒါနဲ့ဘာလို့လို့လောမှမသိဘူး။ General guideline လေးတစ်ခုလိုချင်တယ်ဆိုရင်ကျွန်တော်တပတ်ကို၄ရက်ကစားလို့ရတယ် training sample နမူနာလေးကိုကျွန်တော်မြေတားလက်ဆောင်ပေးဖို့ရှင်တယ်ကျွန်တော်တို့ခုပဲလုပ်ပြီးထောင်းစံနဲ့ကျွန်တော် YouTube channel ကို subscribe လုပ်ထားတာကို comment မှာဒါမှမဟုတ် page messenger ကိုပို့ဖို့လဲတပတ်မှာလေးရက်ကစားလို့ရတယ် workout simple template လေးကိုကျွန်တော်ပို့ပေးမယ်ဒါလေးကတော့ရေဘူးက guideline လေးပေါ့နော်လုံးဝကြီးကျွန်တော်ပေါ်ပဲလုပ်ထားတာမဟုတ်ဘူးအားလုံးအဆင်ပြေအောင် generally အဆင်ပြေအောင်လုပ်ပေးထားတာ customize plan တော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်အကိုစင်ကန်တော်တို့ရှောက်ဆော့နေရတဲ့စိုင်ရင်တော့အဆင်ပြေလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးလုပ်ရမယ့်အချက်လေးကိုဆက်ကြည့်လိုက်အောင်ဒါဒီလေကျွန်တော်အမြဲပြောနေကြအရာပဲကျွန်တော်တို့ လမ်းပိုလျှောက်ဖို့လိုအပ်တယ် NEAT တွေများဖို့လိုအပ်တယ်ကျွန်တော်တို့က diet training ကိုတော့တေးချလေးဂရုစိုက်တယ်ဒါမှမဟုတ်ကျွန်တော်ပြောပြပြီနော်ဒီချိန်မှာလုံးဝအားကစားသမားတယောက်လို mindset ကိုထားပေးပါတိတိကျကျလေးလုပ်ပေးပါအာငါ diet တွေလုပ်နေရပဲငါ training လုပ်နေတာပဲဆိုတာတည်းမိတ်ဆွေကျွန်တော်ပြောထားသလိုမျိုးလေး6 week တစ်တပတ်6ပတ်45ရက်အတွင်းမှာ reset count တစ်ခုလိုချင်တယ်10ပေါင်လောက်ကျချင်တယ်ချစ်ချစ်လေးလေးတင်းတင်းရင်းနဲ့လုံးဝဟို muscle re loss မဖြစ်ပဲနဲ့တွားချင်တယ်လို့ပြောထားတယ်မလားအဲ့တော့နောက်တစ်ခု effort စိုက်ထုတ်ပေးလမ်းလျှောက်တယ် တိတိကျကျလေးလုပ်ပေးအ ਨੇ ဆုံးကျွန်တော်တို့အ ਨੇ ဆုံးမိနစ်30ရာနေမိနစ်60လောက်ရှောက်ပေးဟာတနာရီလမ်းလျှောက်ဖို့မဖြစ်နိုင်ဘူးကြုတ်ကမနဲ့အမရုံသွားဖို့လောက်ရတယ်တမင်းကြီးထဲတာဘာညာရှိတယ်မှာပစကားတိုးစီရတယ်ရုံးပါလေထိုင်နေရတယ်ဘာညာဘာညာဟုတ်ပါတယ်လောကတနာကြီးဇက်တိုက်ကြီးတော့ဗျာဘလို့လို့ရှောက်လို့အစင်မြင်ပါလေကိုယ့်ကိုမှာ work out လောက်ရမယ်ချိန်လည်းရှိတယ်ချက်ဖို့ပြုတ်ဖို့မီးလာတဲ့ချိန်ရေတင်တဲ့ချိန်ဘာညာရှိတယ်ပြောချင်တာဟိုတနာကြီးဇက်တိုက်ကြီးမဟုတ်ရင်တော့မှ7မိနစ်တစ်ခါ6ခါရှောက်တာပဲဖြစ်ဖြစ်ဖုန်းပြောနေရင်လမ်းရှောက်တာဖြစ်ဖြစ်ကျွန်တော်တို့ဒါ တမတ်တိုင်လောက်ကြိုပြီးဆင်းလိုက်တာပဲဖြစ်ဖြစ်ဓာတ်လေကားနဲ့သွားမဲ့အစားလေကားနဲ့တက်တာဖြစ်ဖြစ်အိမ်မှာဆိုလည်းဘာပြခေါတ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 ရှောက်နေတာဖြစ်ဖြစ်နိုင်မှာတိုင်မှာလေးမှတ်ပြီးတော့ခြေလန်းတောင်းပါညာဆိုတာဘလို့မှတ်မလဲပါညာရှောက်နေဦးမယ်အဲ့တော့တက်နိုင်ဆုံးတရက်ကိုမိနစ်30အောက်ထစ်ဖြစ်နိုင်မယ်ဆိုရင်တော့မိနစ်60လောက်ကျွန်တော်တို့ရှောက်စေတယ်အဲ့ထက်ပိုရှောက်မယ်ဆိုရင်လည်းအဆင်ပြေတယ်တဲမြချင်းအပြင်ကျွန်တော်တို့ကဒီတာမန်လူတယောက်အနေနဲ့ဆိုရင်ပေါ့နော်မိနစ်30လောက်လမ်းရှောက်မယ်ဆိုရင်ကယ်လိုရီ100လောက်ကအပိုစားသားအနေနဲ့လောင်ကျွမ်းသွားတယ်အင်းမဆိုးဘူးလေတည်တယ် တော့လမ်းလျှောက်တာလေးကိုဒီတိုင်းလေးအရင် lifestyle လေးပြောင်းသွားတယ် edit lifestyle လေးဆိုတာတက် strict လောက်ရမယ်။ဒါကြီးကဒါမှမဟုတ် minute 60တနာရီလောက်တော့လမ်းလျှောက်ပေးဖို့လိုအပ်တယ်။လုံးဝဆက်တိုက်ကြီးလျှောက်ခိုင်းတာမဟုတ်ဘူးเนาะအရင်ပွားပွဲရတယ်ဖြစ်မှာဆိုလို့တက်နိုင်တယ်လို့အဲ့လိုမျိုးလေးလျှောက်ပေး။ goal လေးတစ်ခုတက်မှတ်ပြီးလျှောက်ပေး။အဲ့လိုသာလုပ်မယ်ဆိုရင်မိတ်ဆွေဖြစ်ကိုဖြစ်တယ်။55ရက်အတွင်းမှာကျွန်တော်ပြောတာဟိုပေါင်20ပေါင်30ဟိုအများကြီးချနိုင်တဲ့သူတွေလည်းမန်နဲ့တိုင်တက်ပြီးလာမှန်းလိုက်မယ်။ ။ငါတို့လေ့ကျင့်ခန်းလုပ်စရာမလိုဘူး။ဘာညာဘာညာနည်းရည်နဲ့လုပ်လိုက်တာနော်။ဟိုဆက်ရက်ထဲနဲ့၁၆ပေါင်ကြားတယ်လို့ပြောတော့အဲ့ဒါသူတမိုင်းသူကိစ္စ။မင်းတို့တေချာလေကျစ်ကျစ်လေးလေးတင်းတင်းရင်းရင်းနဲ့ကြွက်သားတွေမပါဘဲနဲ့ကြသွားခြင်းနဲ့55ရက်အတွင်းတိတာရရလက်တခုကိုလိုချင်နေဆိုရင်တော့ဒီနီးတိုင်းလိုက်လို့ကြည့်ပါဒါမှမဟုတ်ကျွန်တော်နဲ့အတူနီးစနစ်တကျပြောင်းလဲခြင်းနဲ့စိတ်တူကိုယ်တူဘော်ဒါတွေနဲ့အတူတူသွားခြင်းနဲ့ဆိုရင်တော့အိမ်မှာနေအစီချမယ်တင်းတန်းလေးကို join လိုက်ပါ